knowledge sharing session ဖြစ်ပါတယ်အဲ့ဒီအတွက်အစင်တို့အာပရိသတ်တွေအတွက်တင်ဆက်ပေးဖို့ရွေးထားတဲ့ခေါင်းစဉ်လေးတစ်ခုရှိရပေါ့နော်အဲ့ဒါဘာလဲဆိုတော့အစင်တို့ time management ပေါ့နော်အာတော်တော်များများကဟိုမေးကြတယ်ပေါ့နော် presenter တွေပေါ့ presenter တွေအစင်တို့ presenter တွေဆိုရင်ね time management ဘယ်လိုမျိုးလုပ်လေးလုပ်ထားရှိတယ်ပေါ့အစင်တို့စီမှာကဒီ TV presenter အပြင်ကိုအစင်တို့အာတစ်ဖက်မှာလည်းတခြားအစင်တို့ဝင်ငွေအရာပေါ့နော်လောရတဲ့အလုပ်လေးတွေလည်းရှိတာဆိုတော့အဲ့ဒါလေးတွေပေါ်မှာအစင်တို့အချိန်ကိုဘယ်လိုမျိုးစီမံခန့်ခွဲလဲဆိုတော့အကြောင်းအရာလေးမေးတာလေးများလာတော့အစင်တို့အဲ့ဒါလေး ီ sharing လုပ်တာပဲဖြစ်ပါတယ်ရှင်ဟုတ်ပါတယ်အဲ့တော့အဓိကကတော့ဆိုလိုတို့ share တဲ့အခါမှာဆိုလို့ရှိရင်လေကိုရီးယားလောက်တက်ပေါ့နော်အခုဆိုလို့ရှိရင်အသုံးစလုံးကလောက်တက်အနေနဲ့ဆို14နှစ်14နှစ်ကျော်သွားပြီဆိုတော့ဒီကာလတွေအတွင်းမှာအကုန်လုံးဟုတ်လားအကောတော့ဟိုဟာနှုတာပေါ့နော်နှုသေးရဲ့ဟိုဆက်တန်းလာတဲ့အခါမှာဟိုအမားတွေလည်းရှိခဲ့တယ်ဒါပေမဲ့အဲ့လိုအမားတွေရတယ်တင်ယူရင်းနဲ့ဆယ်စုနှစ်တခုကြာတဲ့အခါမှာအနေထားတစ်ခုပေါ့အနေထားတစ်ခုဆိုတာဟိုအမားတွေကတင်ယူရင်းနဲ့တော်တော်များတင်ငန်းစာတွေလည်းကိုရသွားပြီဆိုတော့အဲ့ဒါတွေပေါ်မှာကိုလက်ရှိမှာနေထိုင်နေတဲ့ပုံစံမျိုးလေးပေါ့နော် အဲ့ဒါကိုပြန်ပြီးတော့ဝေမျှပေးမှာဖြစ်ပါတယ်အဲ့တော့လောက်တဲ့အမှုဆောင်ဟုတ်ပါဘူးအသက်အကြီးဆုံးအကိုကြီးအရင်စပြောပြပါပြောပြပါအကိုအကိုဘာပြောမှာအချိန်ကိုစီမံခန့်ဘယ်လိုမျိုးစီမံခန့်ခွဲလဲအော် time management ကိုပြောစီချင်တာအကိုရဲ့ဒီအချိန်ကိုသိချင်တာပေါ့တည်ယူချင်တာအကိုဆိုရင်အကိုအနေနဲ့အခုဇင်တို့ဒီမှာ program ရှိရင်လည်း program လာရိုက်တယ်ဟုတ်တယ်တစ်ဖက်မှာလည်းအကိုတခြားအပြင်ရိုက်ကူးရေးလည်းရှိမှာကွာဒီလားအဲ့ဒါမျိုးလေးလည်းရှိမှာအဓိကတော့ schedule လုတ်လုတ်ဖို့ပဲလိုတာပါပဲအဲ schedule လုတ်မယ်ဆိုတာကအဲ daily schedule လား weekly schedule လားပေါ့နော်ကျော်ကြာဒီတစ်ပတ်စာလုံးမှာလားတစ်လစာလုံးမှာလားဆယ်စာလုံးမှာလားအဓိက schedule လုတ်တက်ဖို့လိုတယ်အဲအကိုကတော့ schedule ကိုအနည်းဆုံးတစ်ပတ်စာလောက်ကိုတော့အကိုအများန်းဆွဲထားတယ်အဲနောက်ဆုံးမဆွဲနိုင်တော့၃ရက်စာလောက်ထိဆွဲထားတယ်အဲအကိုဒီလုံးမဲ့အလုပ်တွေကိုအကိုကတိတ်ချက် note မှာဖြစ်ဖြစ်ဘာဖြစ်ဖြစ်အဲ့လိုခြာရေးထားတယ် အဲ့ဒီမတိုင်ခင်မှာအလန်းလေးတွေပေးထားတယ်။အဲ့ဒီအလန်းလေးတွေပေးထားမယ်ဆိုလို့ရှိရင်ဘာလို့ရမလဲဆိုတော့တရက်ကြိုပေးတယ်။အဲ့လိုပုံစံမျိုးနဲ့လုပ်တယ်။အကူကအပြင်မှာလည်းအခုဆိုလို့ရှိရင်ဇလန်းတွဲလေးတွေရောအခုရုပ်ရှင်ကားလေးတွေပါစပြီးတော့ဒါ try ကြည့်နေပြီဆိုတော့ဒီဘက်အလုပ်တစ်ခုတည်းမဟုတ်တော့အပြင်စီးပွားရေးလောက်ကလည်းရှိသေးတဲ့ခါကျတော့အဲ့ဒီဂျားထဲမှာအဓိကတော့ဘယ်လိုပြောမလဲ stress မဖြစ်အောင်ပေါ့ stress မဖြစ်အောင်ကိုကိုကို depression မဝင်လအောင်ဒီအလုတ်ရမ်းဖိစီးမှုမဖြစ်လအောင်အဘယ်အချိန်နဲ့ဘယ်အချိန်ဘယ်အချိန်မှာဘာလုပ်ရမလဲဆိုတော့လေအခုပြီးတော့အမျိုးသမီးနဲ့လည်းတိုင်ပင်ဖြစ်တယ်လုတ်ပြီးတော့အဲ့ဒီ management ကိုတည်တည်ချာချာလုတ်ပြီးတော့မှသွားရတယ်ဘာလို့လဲဆိုတော့အဲအလုတ်တစ်ခုလည်းလုတ်နေတော့မသိတာပဲမဲ့နှစ်ခုသုံးခုလောက်လုတ်လာတဲ့အခါကျလို့ရှင်ချက်ချင်းမသိပဲမဲ့တစ်လလောက်ဖြစ်ဖြစ်နှစ်လသုံးလလောက်ဖြစ်ဖြစ်ကြာလို့ရှင်ဆက်သွားပြောတဲ့ဒီအလုတ်ပြီးတဲ့ထံကိုခံလာရမှာဆိုတော့ဒါကတော့အချိန်မျိုးတော့ကိုကိုကိုအဲ့လိုမျိုး reload လုပ်ထားတာပေါ့နော်အဲ့လေးအဲ့လိုလေးလုပ်လုပ်ပါတယ်ဟုတ်တယ်အဲ့ဟာအရင်ကြီးကြီးရယ်နော်ပြီးတော့အခုပြောတဲ့ဒီအလုတ်ထံပြီးလာတာဆိုတာမျိုးတော်တော်ကြီးကအလုတ်လုတ်ရတာလူတိုင်းမဟုတ်နော်အလုတ်မရှိရင်ဒါစိတ်ကပင်ပန်းတာအလုတ်ရှိနေပျော်တယ်အဲ့ပုံမှာလူကလေခွန်နဲ့အားနဲ့ အလုပ်ကိုအတကုံလုပ်တယ်ဒါပေမဲ့ကိုမသားကသူခန္ဓာကိုယ်ကအရန်တောင်းဖြစ်သွားတော့မှသာအော်ငါအရန်ပြင်းမှန်းနေပြီဆိုပြီးသိရပါတော့ဆိုတော့ဒီအချက်ကလည်းတော်တော်ရေးကြီးပါတယ်အဲ့တော့ဆိုလက်အနေနဲ့ပြောမယ်ဆိုလို့ရှိရင်ဆိုလက်ဆိုလို့ရှိရင်ဒါလက်ရှိမှာလည်းအိမ်တော်ရှင်တယောက်ဖြစ်တဲ့အတွက်ကိုယ့်ရဲ့ဟုတ်တယ်အိမ်တော်ဝင်လည်းရှိတယ်ဒါတောင်ကိုမသားသမီးမရှိသေးဘူးဒါပေမဲ့လည်းကိုတက်နိုင်တယ်လို့ကိုအမျိုးသားဘယ်လိုပဲနားလေပေးသည်ဖြစ်စေကိုအနေနဲ့လည်းဥမာအိမ်မှာအိမ်မှုကိစ္စပေါ့ချက်တာပြုတ်တာဒါမျိုးတွေကလည်း ကိုရေလိပ်ပြလောက်အောင်ကွာတိလာကိုပြောရှင်အောင်ခါကြလို့ရှင်ကိုကအပြင်လုံးတွေလုံနေတယ်အိမ်မှာအိမ်လုံးမလုပ်ဘူးဆိုလို့ရှင်ဟဲ့ငါအိမ်လုံးမလုပ်ဖြစ်ပါလားဆိုပြီးတော့လေကိုစိတ်ထဲမှာတာဝန်မကြည့်သလိုခံစားရတယ်အဲ့ခါကျအဲ့ဒါတွေအကုန်လုံးကို balance ပြအောင်လို့လုပ်ရတဲ့အပိုင်းတွေအများကြီးရှိတယ်ဟုတ်တယ်ဆိုတော့အဲ delicate လုပ်တော့ဘူးဟုတ်တယ်ဟုတ်တယ်တာဝန်ကိုတေချာလေးကိုခွဲဝေရမှာခွဲဝေရမှာပေါ့ဟုတ်တယ်ကိုမလုပ်တဲ့အရာကိုမလုပ်ဖို့လေသူကဥပမာကိုကြီးရဲ့ဒီပကံဆေးရမယ်ထမင်းချက်ရမယ်ဝက်ရှော်ရမယ်ဈေးတော့ရမယ်ဆိုတော့ အဲ့ဒါကြီးပဲကလည်းပြောချင်တယ်ကိုမလုပ်လည်းရတဲ့ကိစ္စမြတ်မြတ်တတမြတ်မြတ်တတအားလုံး delicate လုပ်တတ်ဖို့လိုတယ်မှန်တယ်မှန်တယ်မှန်တယ်အဲ့ဒါကကိုယ့်ရဲ့ time time management ကဏ္ဍမှာကိုယ့်ရဲ့မိသားစုဝင်တွေမှာပါဝင်လာတာအဲ့ဒီအပိုင်းကလည်းအများကြီးကြီးတယ်နောက်ပြီးတော့ဆိုတော့ဆိုခုနောက်ပိုင်းသတိထားမိတာတခုကဘာလဲဆိုတော့တစ်ခါတလေမှာကိုယ့်အလုပ်ကပြင်းမှန်းလာတယ်ဆိုပြီးတော့ကိုယ့်ရဲ့ relax လုပ်မဲ့အချိန်ကိုအများကြီးယူလိုက်မိတာမျိုးရှိတယ်ဘာလဲဆိုတော့အမဖုန်းသုံးမယ်ဒါကိုယ့်ရဲ့စိတ် စိတ်တက်တောင့်တတာဖြစ်တဲ့အချိန်ပေါ့နော်။ဒါပေမဲ့အဲ့ဒီအချိန်မှာဖုန်းမှာ TV ကြည့်တဲ့အချိန်တွေကများသွားပြီဆိုလို့ရှိရင်တကယ်လုံးလုံးရမယ့်အချိန်တွေမှာအလုံးမလုံးဖြစ်တော့ဘူး။ဟုတ်တယ်။အဲ့ခါမှာဖြစ်လဲဆိုတော့အလုံးမလုံးဖြစ်ပဲနဲ့တတိယမှာထားလို့လို့ရှိရင်ညာအဲ့အချိန်တွေကနေသွားရော။အဲ့တော့တကယ်ကြလို့ရှိရင်အလုပ်ကပြန်လုပ်ပြန်ရော။အဲ့မှာဘာဖြစ်လဲဆိုတော့ခန္ဓာကိုယ်က weak ဖြစ်လာတယ်။အလုပ်ကြအလုံးနေတယ်။အဲတေချာကိုယ့်ရဲ့ခန္ဓာကိုယ်တေချာလေးအနာယူဖို့အချိန်နေသွားတဲ့အခါကျတော့နောက်ထပ်အလုပ်တွေအတွက်ခန္ဓာကိုယ်ကအားမပြေတော့ဘူးဆိုတော့ time management မှာအလုပ်တွေလုပ်ဖို့အပြင်ခန္ဓာကိုယ်ရောစိတ်ကိုယ်ရောပေါ့နော်ပြပြဝ ပြန်ပြီးအနာပေးဖို့ကလည်းအရန်အရေးကြီးရလို့စလကတော့တွေးမိပါတယ်ဟုတ်တယ်နော်အဲ့ recharge ပြန်လုပ်ဖို့လေဇင်တို့ကတခါလေအချိန်မရတာအချိန်မရတော့ဘာဖြစ်လဲဆိုတော့စိတ်ပင်ပန်းလူပင်ပန်းနဲ့တကယ်လောက်ရတဲ့အလုပ်တွေမှာကောင်းကောင်းဇင်တို့ energy ကောင်းကောင်းမချမပေးနိုင်တော့တာပေါ့နော်အဲ့အရာတွေဖြစ်လာတာပေါ့နော်ဇင်တို့အဲ့ work life balance ဆိုတာအများနဲ့ပြောကြတယ်ပေါ့နော်အဲ့တော့ဒါမဲ့ ဒီအလုံးနဲ့ဘဝကိုဇင်တို့ balance လုပ်ဖို့ဆိုတာတကယ်တော့လွယ်တဲ့ကိစ္စမဟုတ်ဘူး။ဟုတ်တယ်။အဲ့ဒါဆိုတော့အလုံးမှာဇင်တို့အလုံးလုံးနေရတယ်။တစ်ဖက်မှာကလည်းဒီကိုယ့်ရဲ့မိသားစုနဲ့ပဲဖြစ်ဖြစ်အဲကိုယ့်အတွက်ကိုပဲဖြစ်ဖြစ်အချိန်ပေးဖို့ဆိုရင်တကယ်အလုံးလုံးနေရတဲ့သူကလုံးနေပြီဆိုရင်အဲ့ဒီအတွက်ကိုအချိန်မပေးနိုင်တော့။နောက်ပြီးတော့တစ်ဖက်မှာလည်းဟုတ်ပြီမိသားစုနဲ့အချိန်ပေးမယ်။ဒီကိုယ့်ရဲ့ဘဝအတွက်ကိုယ့်ဘာသာကိုပေါ့နော်။ကိုယ်ဝါသနာပါတာလုံးမယ်ဆိုပြန်တော့လေ။အဲ့ခါကျရင်ကိုယ့်ရဲ့တကယ်လုံးရမဲ့အလုံးအတွက်ကိုလေသွားပြီးတော့ဟို ကြံ့ကြာတာမျိုးတွေတွားပြီးထိခိုက်တာမျိုးလည်းဖြစ်တတ်တယ်အဲ့တော့အဲ့ work life balance လောက်တာထက်ကိုအစဉ်ဆိုရင်ဇင်ကကြတော့တခုစဉ်းစားအစဉ်ကအဆုံးမရောက်ဖို့ဇင်ကစူးစမ်းတယ်အဲ့လို balance လောက် ဒါထက်ဆိုင်ပေါ့နော်အစွန်မရောက်ဖို့အတွက်ပေါ့နော်အအလုပ်ကြီးပဲဖိလုပ်နေရမျိုးမဟုတ်ဘူးနောက်ပြီးတော့ဟိုတစ်ဖက်မှာလည်းအချိန်ရုံးလဲအရန်မိသားစုအတွက်တွေတငယ်ချင်းအတွက်တွေကိုယ့်ရဲ့အားလက်ချိန်တွေတအားပေးနေရမျိုးမဟုတ်ပဲねအဲ့နှစ်ဖက်လုံးအစွန်မရောက်ဖို့ပဲစဉ်စူးစမ်းတယ်အစွန်မရောက်ဆိုတော့သူကအလုပ်လုပ်ပဲအလုပ်လုပ်အဆင်ပြေသွား balance ဖြစ်သွားလို့လူတိုင်းကလေလူငယ်တိုင်းကိုလူငယ်တိုင်းဆိုလို့ရှိရင်လည်းပြောချင်တာပါအဲကိုကိုကို management ကောင်းမှန်းမသိပဲကောင်းတယ်သူတွေလည်းအများကြီးပဲဟုတ်တယ်ဘုံကထားပါတော့ကွာအဲ့ရ노ဘီဘယ်ချိန်မှာ breakfast စားရမှာလဲအဲ့အချိန်ကိုဆွဲလန်းနေရတူတွေရှိတယ် အဲသူဘသူဘသူ management လုပ်တာပြီးရင်ဘယ်ချိန်မှသူလပိဆိုင်ထိုင်မှာလဲဘယ်ချိန်မှနှိမ့်လေကိုအားကစားလုပ်မှာလဲဒီဘယ်ချိန်မှစာချက်မှာလဲဘယ်ချိန်မှကျူရှင်သွားမှာလဲသူဘသူအဲ့ကျူရှင်မသွားခင်တနားကြီးအလိုတော့ကိုငါဘောလုံးခံပြီးပြန်လာပြီးတော့လုပ်မှာလာဘာလုပ်မှာလဲပေါ့အဲ့ဒါမျိုးတွေ management ငွေလေးတွေကောင်းလာတဲ့သူတွေအများကြီးရှိရဲ့ကိုကိုကို time table ဆွဲပြီးတော့ စာချက်ချင်းချက်အဲ့လိုမျိုးတစ်ခုဖြစ်သွားတာပေါ့အဲ့လိုမျိုးတွေလည်းရှိအဲ့ဒါလေးတွေကအဲ့အကျင့်ကောင်းလေးတွေဆွဲယူလာပြီးတော့ကျွန်တော်အသက်ကြီးလာတဲ့အခါမှာအလိုလိုတဲ့အခါမှာအသုံးပြုမယ်ဆိုလို့ရှိရင်ဒါပို့ပြီးတော့အဆင်ပြေနိုင်တယ်ကျွန်တော်ဆိုလို့ရှိရင်အရန်အဆင်ပြေတာအားရအောင်ပေါ့နော် time management ကျွန်တော်ကအရန်လောက်တာပေါ့ကျွန်တော်ကလေအဲ့မှာဆိုရင်ကျွန်တော်အလိုဘိုးထားလို့မရအောင်ကျွန်တော်ကဟိုမိမဆိုလို့ရှိရင်အရန်နိုင်တယ်ကျွန်တော်ကဘာမှဘာတစ်ခုမှကျွန်တော်လာပြီးတော့မခိုင်းနဲ့မကြိုက်ဘူးကျွန်တော်ကြောက်မြောက်အကုန်လောက်တာဝှက်ရှော်နေချင်းကျွန်တော်ဝှက်ရှော်တယ် ထမင်းချက်မချင်းထမင်းချက်တယ်ဟင်းချက်မချင်းဟင်းချက်တယ်ကြမ်းတိုင်မချင်းကြမ်းတိုင်အရင်ခင်းကိုကိုချိန်တဲ့ကိုပဲအချိန်အတိကျဖြစ်နေရအချိန်ကိုလာမထိပါနဲ့ကျွန်တော်ကျွန်တော်လို့လုံးလုံးမရအဲ့ဒါလေးကိုကျွန်တော် time management ပါကျွန်တော်အားပါပါတယ်နော်အခုတင်တန်းဖွင့်ပါလားဟုတ်တယ်အဲ့အတွက်ကအချိန်တစ်ခုအပြင်ဒီမှာရိုက်ကူးရေးလုပ်တဲ့အချိန်ကတစ်ခုပြီးရင်နေ့လေထမင်းစားချိန်ကြလို့ရှိရင်ထမင်းညိုင်နဲ့သွားပြီးထမင်းကျွေးရမယ့်အချိန်တစ်ခုအဲပြီးအပြင်ညအဲ့ထမင်းညကိုစီးရမှာလေကျွန်တော်လို့အဲအဲ့တော့အချိန်လေးကို time management ကျွန်တော်အတိကျထားလာပြီးတယ်ကောင်းတယ်ကောင်းတယ်ကိုရီစာတင်တန်းဖွင့်နေတယ်အဲ့တင်တန်းဖွင့်လို့ရှိရင်အမျိုးသားတွေကတော့တက်ချင်မှာမဟုတ်ဒါပေမဲ့အမျိုးသမီးတွေကအခုတင်တန်းဖွင့်ချင်လို့မရဘူးအဲ့မတက်ချင်ရင်အိမ်မှာလှခိုး လုပ်နေရတယ်ဒီလိုဒီလိုမလုပ်ရဘူးပြောမှမရှိဘူးမဆိုးပါဘူးကိုယ့်ရဲ့ time management ကိုကိုကိုလည်းအကျိုးရှိရယ်သူများလည်းအကျိုးပြုတာပေါ့နော်ကိုတော့တော့အဲ့တော့အဓိကတော့အဆင်ပြေနေဖို့လိုရလေလောကကြီးမှာဟုတ်တယ်မှာနော်ကိုအကြောင်းကိုသာအတိဆုံးလေဆိုရင် time management ကောင်းတဲ့ထဲမပါဘူးအဲ့ဒါတကယ်ဝန်ခံတယ်အဲ့လုံးဝလေအဲ့လိုအတွေ့အကြုံရဆိုရင်ဈေးမှာဟိုတခြားအဆင်မပြေခဲ့တာလေးကြီးလည်းရှိတယ်ဘာဖြစ်လို့လဲဆိုတော့ဘာလို့အဆင်မပြေခဲ့ရလဲဆိုတော့တခါကျရင်တော့လေအဲ့လိုနီးပညာ ပိုင်းနဲ့ပတ်သက်ပြီးအရန်မိခိုလွန်းတာမျိုးပေါ့နော်ဘယ်လိုပုံစံမျိုးလဲဆိုတော့ဇင်းရဲ့အတွေ့အကြုံရပြောမယ်တစ်ခေါက်ဆိုရင်ဇင်းအဲ့ trip တစ်ခုသွားတယ်သွားတဲ့အချိန်မှာကိုနဲ့ကိုရဲ့တခြားလူတွေပါပေါ့နော် team နဲ့သွားတာဖြစ်တဲ့အတွက်ကြောင့်အဲ့အချိန်မှာဇင်းကဘာလဲဆိုတော့အလန်းကိုပေးထားတာအလန်းပေးထားတဲ့အချိန်မှာမနိုးတာအော်အလန်းကမမြည်တာအဲ့လိုဖြစ်သွားတာ အဲ့တော့တခါတကြရဲ့ဒီပညာအာကိုကလွန်ဒီပညာအာကိုကလွန်သွားတဲ့အခါကျအဲ့လိုမျိုးဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ကိုကနောက်ကျဆုံးဖြစ်သွားအဲ့တော့ကိုကတိတိတတ်တိုင်းနောက်ကျသွားတဲ့ပုံစံမျိုးကြီးဖြစ်သွားပါတခါလေကြရင်လည်းအဲ့ဒါလေးတစ်ခုရှိတယ်ကိုကလေဟို plan လေးတစ်ခုချဖို့အတွက်ပေါ့နော် plan A မဟုတ်ရင် plan B အနေနဲ့ဘာလုပ်မလဲဆိုတာပေါ့ဒီချိန်ဒီချိန် အာဒီအချိန်ဒီချိန်ထားမှာထားပါဦးဇင်တို့6နာရီအလမ်းအနေနဲ့ပေးထားတခါကြရင်လည်းဖုန်းကပိတ်သွားတာမျိုးရှိကောင်းရှိနိုင်တယ်အဲ့ဒါမျိုးကြီးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့တော့ plan b အနေနဲ့ကိုဘယ်လိုလုပ်မလဲပေါ့နော်အဲ့လိုမျိုးလေးကို plan လေးဆွဲထားတဲ့နယ်လို့ထင်တယ်သူကကိုဖီနဲ့လုံခဲ့တဲ့သူလည်းရှိရသလားကိုကိုကိုလေးမနေ့ကိုကအဲမနေ့9နာရီလောက်အဲတခါပါတော့ကိစ္စတစ်ခုရှိရဆိုရင်သူကအဲ့လိုနေကြလို့ရှိရင်မနေ့6နာရီဆိုငါအော်တိုကျွန်တော်ကနိုးနေပြီသားတို့ပါတို့ อืมแต่ว่าคณะกูอ่ะใช่ดิไม่ใช่รู้หมดใช่ดังแต่โคฟี่เนี่ยลงแก่ได้ดูแต่คาลีจ้ะรู้สึกอ่ะส่งช่องหมู่เนี่ยยังจี้อ่ะดิใช่อืมไอ้หลุမျိုးโหกูอ่ะโน้มแท้ไม่โน้แก่ได้ไอ้หลุนี่โตอกูสรุปเนี่ยบลาดဆုံးရှုံးခဲ့တာဟုတ်တယ်အလုံးကိုကြည့်ခဲ့တော့လာရအောင်လေတနအီလောက်တော့ကြာအောင်အဲ့ဒါတော့ဖြစ်ကြတယ်အားလုံးကလေဖြစ်ဖို့လေအဲ့လိုဒီဖြစ်ခဲ့ရတာပေါ့နော်ဟုတ်တယ်ဟုတ်တယ် အဲ့တော့ဟိုတသေးလေးဆုံးရှုံးမှုဆိုတော့ဘာမှဟိုမပြောတာအော်ဒါဘုဆုံးရှုံးမှုဆိုညီမလေးသိပါတယ်ညီမလေးနဲ့ကိုဘယ်လောက်ထိလွဲခဲ့ရလဲဘယ်ဘူတာမှာလွဲခဲ့ရလဲလွဲခဲ့ရလဲနော်အဲ့လိုလွဲရကိုင်းအောင်နဲ့ကိုဖြစ်ကုန်တဲ့အထိကိုဆုံးရှုံးမှုတွေအကြီးဖြစ်ခဲ့တာကိုတို့က15မိနစ်လောက်ကြာခဲ့တာဟုတ်ညီမဂျင်းနဲ့လည်းအရင်ပြောဘူးလဲတော်တော်ဂျင်းနဲ့တည်းမဆုလည်းဘွားအတွက်ကအရင်မှန်တယ်ဂျင်းကောင်းတယ်နော်ကောင်းတယ်ရလက်လေးတခုပေါ့ဆရာပါဟုတ်ပါတယ်ဆရာပါအဲ့တော့ဧဇာပေါ့တော့ကျွန်တော်တို့ဟို နေစဉ်ဘဝတွေမှာ time management ကောင်းလေလေလူကတက်တောင့်တတာလဲပို့ဖြစ်လေလေကိုယ့်ရဲ့အလုပ်တွေမှာလဲပို့ပြီးတော့အောင်မြင်လေလေဖြစ်တဲ့အတွက်တယောက်ချင်းစီမှာတော့မတူညီရလှိဝတ်ချက်တွေရှိမှာပဲပြီးတော့မတူညီတဲ့ဂျုံတွေးရရပူတဲ့အလွဲတွေအမားတွေလည်းရှိမှာပဲဆိုတော့ပြန်ဆက်စစ်ကြည့်ပြီးတော့ငါဘလို့ပို့ကောင်းအောင်လုပ်မလဲငါကအဲကိုက relax လုပ်တဲ့အချိန်တွေဆိုတော့လူမျိုးများနေရလားဒါမှမဟုတ်လို့ရှိရင်ကိုကအပြင်ဟို ပြီးဝရိယအကောင်းလွန်နေရတာမဟုတ်လို့ချင်ဝရိယနည်းနေရလားဒါမျိုးလေးကိုပြန်ဆန်းစစ်ပြီးရောစနစ်တကျအာပြုတ်မှုနေထိုင်မယ်ဆိုလို့ရှိရင်တော့နေရပို့ပြီးတော့တတတတဖြစ်လာမှာမဟုတ်လို့ချင်အန်ဆာရတီရန်ဖြစ်တာဟုတ်တယ်ချိန်တန်းအကျိုးရှိပါတယ်အကျိုးရှိဆိုတာအသုံးပြုစေချင်ပါတယ်ကျွန်တော်တို့က24နိုင်မှာအဲ့ချိန်ကတဝက်လောက်တည်တည်ပေးထားတာတော့တဝက်နီးပါးလောက် အဲ့တော့တော့များသွားပြောချင်တာလေလုတ်တကယ်လုတ်တဲ့ချိန်၈နာရီလောက်ပဲရှိတာဟုတ်အဲ့အတော့အတွင်းမှာအချိန်ကိုတကယ်အကျိုးရှိအောင်သုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အချိန်ကတကယ်ကိုလူတယောက်ကိုတိုးတက်မြင့်မားဖို့အတွက်ကိုအများကြီးထောက်ကူပြုပါတယ်ကိုကဒါသူများတွေအောင်မြင်တဲ့အချိန်မှာကိုကဒီချိန်မှာလည်းဒါပဲနောက်နှစ်လည်းဒါပဲနောက်နှစ်လည်းဒါပဲနောက်နှစ်လည်းဒါပဲဖြစ်နေမယ်ဆိုလို့ရှိရင်တော့လောကကြီးမှာနေရတာတော့နော်အဆင်မပြေဘူးပေါ့ဘာလို့ဆိုတော့ကိုလည်းသူများတွေလိုမျိုးနေတဲ့ထိုင်တဲ့ဝတ်တဲ့စားတဲ့တောက်တဲ့ အထဲမှာပါတဲ့အတွက်ကြောင့်မလို့အကောင်းဆုံးကိုယ့်ကိုယ်ကို time time management ကိုဒါအခုချိန်ထဲအစပြီးတိတဲ့ချိန်အစပြီးတော့မြန်မြန်ပြန်ပြီးတော့ပြင်ပြီးတော့ပြန်တိဆောက်ပါလို့ကျွန်တော်တို့အကြံပေးချင်ပါတယ်ဟုတ်ကဲ့ပါမှန်ပါတယ်ကဲအဲ့တော့ဇင်တို့ဒါ time management ကြောင့်ဒါဇင်တို့အတွေ့အကြုံရပါတော့ sharing လုပ်ပေးတာဖြစ်ပါတယ်ရှင်။ဒါဆိုရင်နောက်ထပ်လာမယ့်အစီအစဉ်မှာကိုတေကြီးကနေပြီးတော့ဖိတ်ခေါ်ထားတဲ့ guest တွေရှိပါတယ်။ကိုတေစာကြောနေပြီးတော့ဖိတ်ခေါ်ထားတဲ့ guest ရှိပါတယ်။ဘာလို့ဖြစ်မလဲဆိုတာကိုမကြခင်မှာမိတ်ဆက်ပြပါမယ်ရှင်။